မျက်မျက်နာပဲလှမ်းမြင်လိုက်တာအင်းကြီးကမသိလိုက်ဘူးဘောမသိဘူးမဖြစ်ဘူးသူနဲ့ဘိုးနဲ့မစုံလိုက်တာအမေဟို online မှာတော့တည်နေကြတာပေါ့ဟောလူတွေကကိုပို့ပြီးတော့ highlight ကိုဖြစ်သွားတယ်ပို့ပို့ပို့ဆိုပြီးဖြိုဖြစ်သွားတာပေါ့ကောင်းတာပေါ့ဟောဘာမှမဖြစ်ပါဘူးအဲဘိုးကလည်းတေချာလေးကိုလုတ်ချင်တဲ့ design တွေကိုတုစုပြုတ်လောက်ရအောင်ပါပေါ့နော်ဟောဘိုးကတော့မတိုင်ငယ်ပါဘူးလောကကြီးမှာကအာလူတွေဖိနှိပ်တိုင်းလူတွေကတိုင်ငယ်အောင်လုပ်တိုင်းလူတွေကမကောင်းပြောတိုင်းအဲ့လိုဟိုကခံစားမဲ့တဲ့မှာကိုမပါဘူး တယ်စဉ်းစားတယ်ဘိုးလည်းလို့ဖြစ်ခဲတဲ့အရာမျိုးကဘိုးကဖြစ်သွားတာဆိုတော့ဟောလူတွေကကိုပို့ပြီးတော့ဟိုက်လိုက်ဖို့ဖြစ်သွားသေးတယ်ဒါလည်းအာလူတွေရဲ့စကားဟိုဒီဟိုစကားလုံးတွေထဲမှာအဲဘယ်လိုလဲပို့ပြီးတော့မှပို့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 ဆိုပြီးဖြုတ်ဖြစ်သွားတာပေါ့ကောင်းတာပေါ့ဘာမှမဖြစ်ပါဘူးသူမဟုတ်တာလို့တောင်မှမဟုတ်တာမဖြစ်ဘူးသူနဲ့ဘိုးနဲ့မစုံလိုက်တာမဖြစ်ဘူးဆိုမစုံမစုံဆိုပွဲမှာဘိုးကနောက်ကျတယ်ဘိုးကနောက်ကျတယ် စုံပါဘူးဒါပေမဲ့ဟိုသချင်းစုံနေတဲ့အချိန်မှာတော့တွေ့တော့တွေ့မှာပါဟိုဘိုးလည်းမသိအော်နည်းနည်းတော့ညနေပဲလှမ်းမြင်လိုက်တာအိမ်ကြီးကမသိလိုက်ဘူးဘိုးကမသိဘူးဒါပေမဲ့ဟို online မှာတော့သိနေကြပါဘောအဲ့မှာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် line မှာကြာမသိရဘူးဟုတ်ဘူးအမှန်တော့ပုပ္ပွင့်လင်းလင်းပြောရမယ်ဆို Pinterest က design တွေကတော့ပြောမယ်ဆိုရင်အော်တခြား designer တွေကနေသူတို့တင်ရတဲ့အချိန်မှာဘိုးတို့ကကြိုက်တော့အဲ့ Pinterest ကယူသုံးရင်းနဲ့ဒီလိုအိမ်ကြီးဝတ်ထားတွေတူသွားနိုင်တယ်ပေါ့ပုံမှန်အဖြစ်ကတော့မကြိုကာနဲ့ဆိုရင်တော့ style ဒီအော်ဖြတ်ဆက်ညက်အဲ့လိုမျိုးရှောက်ပြီးတော့ design တွေထွင်ပြီးတော့သူ စုပြုတ်လောက်ပါဗောနော်တုစုပြုတ်လောက်တယ်ဒါပေမဲ့ဒီခက်ကမအားတော့ဟိုကိုကိုညီညီတို့ကလည်းတေချာလေးချုပ်ပေးပါတယ်ဟိုပြောမယ်ဆိုဒီဇိုင်းကတူပါပဲရှယ်သူတို့လည်းမအားလည်းကြားတယ်လောက်ရတာဗောအဲဒီထက်ပို့ပြီးတော့မှကိုကိုညီညီတို့ကလည်းထက်ပို့ပြီးတော့မတူအောင်ဒီဇိုင်းတွေတေချာကြိုးစားမယ်အဲဘိုးကလည်းတေချာလေးကိုလုတ်ချင်တဲ့ဒီဇိုင်းတွေကိုတုစုပြုတ်လောက်ရအောင်ဗောနော်အရင်ကလည်းတုစုပြုတ်ရလောက်ပါတယ်ဒါပေမဲ့ဟိုဒီခက်ကတော့ဒါအဲ့လိုတူွားတက်တယ်ခါကြဒါဖြစ်တတ်ပါတယ်ပြော့ ထူးဆန်းတယ်ပေါ့နော်ထူးဆန်းတယ်ထူးဆန်းတယ်လို့တော့ပြောလို့ရတာနော်တောင်းတော့ဘာမှမတူကြဘူးလေနော်တပွဲတော့မှလို့တူတာဆိုတော့လေထူးဆန်းတယ်ပေါ့ operator တွေပြောတာတော့ပိုအရင်ကြီးဟိုစိတ်ထဲမထားပါဘူးဘလို့ဖြစ်ဖြစ်ချိန်လိုက်ပြီးတော့ဟာအမအမဝတ်တာလည်းဆရတယ်လေသူဝတ်တာလည်းသူကပိုတော့ပိန်သေးတယ်ကိုကဝါနေတော့ဟိုက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 ဝါနေပေါ့နော်ဒါပေမဲ့ဟိုအမြလုံးဝတ်တာလည်းဆရပါတယ်ကိုကတော့ရေသနာမပါဘူးပေါ့ဖြစ်တဲ့တော့အဲ့ရေသနာကလည်းငကက်ကဝတ်လိုက်တဲ့ဟာကိုအိမ်မှာ တခုပြုတ်ပြီးတော့ကားမရောက်လဲရောက်ရောကားမဆင်းနေဆင်းရောမှန်ကြည့်ရဲ့ချိန်ကြမှာငကတစ်ဖက်ပြုတ်နေမဲ့တည်ရတယ်အဲ့ဒါဖြုတ်လိုက်တာအဲ့ဒါဘာမှမပါဘူးတော့ဖြစ်သွားတယ်ပိုလှပါတယ်ပိုကြိုက်ပါတယ်ဟောတော့ဟို အာဒီယဒနာပစ္စည်းတွေနဲ့ပတ်သက်လို့ကတော့တိတ်ပြီးတော့ feeling မရှိပါဘူး။ကိုရှိရင်ကိုဝတ်မယ်ပေါ့။ကိုမရှိလည်းဘာမှမဖြစ်ဘူး။ဒါပေမဲ့ခါကျရင်ရှင်းရှင်းလေးရလဲလှရလဲရှိတယ်။ဟောကတော့မတိုင်ငယ်ပါဘူး။လောကကြီးမှာကအာလူတွေဖိနှိပ်တိုင်းလူတွေကတိုင်ငယ်အောင်လုပ်တိုင်းလူတွေကမကောင်းပြောတိုင်းအဲ့လိုကိုကခံစားမဲ့တဲ့မှာကိုမပါဘူး။ဘာကြောင့်လဲဆိုတော့နှုပညာရှင်ရဲ့လို့ဖြစ်လာရင်ပိုငငယ်လေးတွေကအပြောခံလာရတာပါ။2014စအောင်မြင်ကလေးကအပြောခံလာခါကျရင်ငငယ်တော့ဆိုရင်နေချောက်က watch out နဲ့တူတယ်ဖတီမာကြီးဘာလို့အများကြီးလဲပြောခံခဲ့ရပွားကြီးငိုခဲ့ပွားကြီး အများကြီးဖြတ်တန်းခဲ့ပွားရည်ဒီတက်ရွယ်မှာတော့ဘာဖြစ်ပြောဘာမှမဖြစ်ပါဘူးဟုတ်ဘဒူကပဲကိုယ့်ထက်တာနေတယ်ဖြစ်ဖြစ်ဘဒူကပဲကိုယ့်ထက်နေနေရဖြစ်ဖြစ်အဲ့တော့ဘိုးကအာစော်ကားလူစိတ်လည်းမရှိသလိုဟိုကိုယ့်အတွက်ဘာ feeling မှမရှိဘူးကိုယ့်ထက်တာရင်လည်းကိုယ်မူရီတာပွားပါရတယ်ကိုယ့်ထက်မတာလည်းဟိုဟိုလိုမျိုးနှိမ့်ချခြင်းနဲ့စိတ်လည်းမရှိသလိုကိုကနေနေတယ်ဆိုလည်းဘာမှမဖြစ်ဘူးအာဘာကြောင့်လဲဆိုတော့ပူပူကပူပူပါပဲအဲဘောနော်ဟိုတခြားလူတွေကကြတော့လဲဟိုပူပြောလို့အဲ့လိုမျိုးဟိုတခြားလူတွေကိုပြောပြရပါဘာ တခြားစိတ်နဲ့မဟုတ်ပါဘူးသူတို့ဘာပဲပြောပြောပို့တော့ဘာမှခံမစားပါဘူးဟုတ်ပို့ကပြောပို့ရိုးရှင်းတဲ့ဘဝနဲ့လည်းနေကြပါရဲ့ပြောပို့ကတမန်မိတ်ကလေးပါဆက်လည်းမရှိပါဘူးအမှန်ဖြစ်ပါအောင်ဟုတ်ဂျိုင်းမှာပဲရီရတယ်ပို့တလောက်ပါပို့ကပို့အဲ့လိုတရင်ကခဏခဏဖြစ်နေရပဲလေဘာပဲဖြစ်ဖြစ်နေရပဲဆိုတော့တော်မလားဟိုဟိုပို့တွက်ကတော့ဘာခံစားချက်မှတော့တိတ်မရှိဘူးပဲရီရောရီကျင်တာပေါ့တော်မလားထူးထူးခြားခြားလေးဖြစ်သွားတာပေါ့ကောင်းပါရဲ့ဟုတ်ပို့အရင်တော့မဟုတ်အောင်လူရကင်မရာထဲမှာကြီးနေတာပေါ့နော်ဒါပေမဲ့ဟိုဝါလို့လည်းဘာမှမဖြစ်ဘူးပို့ကကိတ်တယ်လို့ပဲခံစားမိပါရဲ့မြန်မာမိန်းကလေးတွေကတော့လေဟိုနည်းနည်းဖုံးဖုံး ထထားလေးမှလည်းလှရတယ်ပိန်တော့လည်းကိုရီးယားဆန်တာပေါ့အေရှားတွေကလည်းပိန်ရယ်ဒါကောင်းတဲ့ဘက်ကကြည့်ရင်နှစ်မျိုးလုံးကလှပါတယ်ဘိုးကသဘောကျပါတယ်ဟုတ်ဘိုးကတော့နေတော့ဖြစ်ပါပြီဟိုပေါင်လဲသိအများပါဘိုးဝိတ်ကတော့ချတာဝိတ်ချတာပေါ့ဟုတ်ပါတယ်ဘိုးအရန်စားတယ်အရန်စားကြိုက်ပါတယ်အရန်စားကျင်တယ်တဲ့မှာပါပါတယ်ဒါပေမဲ့ဘိုးရဲ့ breakfast ကကြက်ဥတလုံးနဲ့ကစုံပဲစားရတဲ့ဘိုးကပါအာနောက်ပြီးတော့နှိကင်းစာဆိုလို့ရှိရင်လည်းထမင်းကောက်ကောက်မစားနိုင်ပါဘူးအရွက်တွေကိုနွားလိုနွားလိုစားခါကျန်ကစားကနွားကြနေရပါ ်ဒီ city mask ကနေပြီးတော့အရွက်တွေဝယ်ပြီးကြိုင်းကြွန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 ်းနဲ့စားအိမ်ကလူတွေဆိုပြောလာမင်းနဲ့အမအရွက်တွေတိုင်းစားပါဘောနော်ပြီးရုံးမရေသီးတွေကိုရေဖြောစားဆိုတော့အသီးရွက်တွေအဲ့လိုစားရတဲ့ဘဝပါဘောနော်ညကျရင်ရှော့ရတယ်သူများကြီးလိုမစားခါကျရင် sandwich chocolate လေးတစ်ခုစားခြင်းအဲ့တစ်ခုကိုတဝက်စားပြီးတော့တဝက်ကိုသူများကိုကျွေးဒါမှမဟုတ်လဲတိန်းထားပါဘောနော်အဲ့လိုခွဲစားရတာပါ အဲ့ဒါလည်းအမြဲဆူတောင်းပါတယ်သူများတွေကိုအမြဲအစားတောင်းလှူရတဲ့အတွက်ကြောင့်ငါပေါ့နော်ငါစားကျင်တိုင်းစားရပြီးတော့ဝိတ်မတက်တဲ့လူဖြစ်ပါသေးလို့ဆူတောင်းပါတယ်ဘာလို့အဲ့လိုမျိုးမင်းသမီးတွေမြင်ဘူးပါတယ်ဘယ်လိုပဲဆက်စားပိန်ကက်ပြီးတော့လှနေတဲ့မိန်းကလေးတွေမြင်ဘူးတယ်အဲ့ဒါသူတို့အားကြောက်ဒီဘဝအပြည့်မဲ့မထင်တော့ပါဘောဆိုဘရိုရဲ့ခန္ဓာကိုယ်ကနည်းနည်းလေးလေဟို ဟိုကအာဘိုးရဲ့ဒီခန္ဓာကိုယ်ဟော်မုန်းလည်းဖြစ်နိုင်တယ်ကြီးထွားမှုပုံစံတောင်းနေတောင်မတူကြဘူးဘိုးရဲ့အမျိုးရိုးကအစဝါကြတာဆိုတော့လေ jeans ကဝါတဲ့အမျိုးရိုးဆိုတော့မဖြစ်နိုင်ပါဘူးဟုတ်တယ်ဘိုးအတိရတရဒီ organic ဆားအများပါဒီဒီ makeup palette ဆိုမှာ organic တွေပါဝယ်စားအများတယ်ပြီးရင် top body ကိုလည်းရိုးနေပါပြီစားရပါတယ် top body တွေလည်းမစားခြင်းလည်းစားရပါတယ်အဲနောက်ပြီးတော့ငါပြောသည့်ဒီအခုလာတော့ငါပြောသည့်စားရပါတယ်ကသုံးဦးစားရပါတယ်ကသုံးရဲ့ပုပ်ပုပ်ရဲ့မနက်စားကကသုံးအမြဲပါပါအုံမေးတွေစားရပါတယ် လူသူများတွေလိုမျိုးမနက်စာကိုမွေးငားနဲ့ချမင်းနဲ့နေပြီးငေုပ်သီးနဲ့စားကြတာလည်းမစားရပါဘူး။ခါကြရင်လက်ဖက်တုတ်လက်ဖက်ကိုချမင်းနေနဲ့တုတ်ပြီးချင်းဆက်လေးလည်းစားကြတာလည်းမစားရပါဘူး။အော်အဲ့လိုတော့မရှိပြောင်းစားပါလေ။အသီးနဲ့တော့သေးတယ်ကံကောင်းလို့ဘုရားကြိုက်တယ်လို့လေ။ခဲညင်သီးရောမစားကြင်လဲဒီတိုင်းစားရတယ်။ကင်းကြီးဒီအလုံးလိုက်ကိုလေဒီတိုင်းပဲစားရပါတယ်စားရဖင်ဟိုစမူသားကိုထမင်းနဲ့စားပြီးအချင်းလေးနဲ့စားအဲ့လိုကြိုက်တယ်လွမ်းတာဗောပုံမနဲ့ဆိုလို့ရှိရင်အမွေးငါးကိုထမင်းနဲ့နေပြီးတော့လေအရင်စားကျင်တာဒါပေမဲ့ထမင်းဟော မွင်းငါကိုနှစ်ခုလုံးဝစီတယ်ပေါ့နော်အားကြောင့်မစားဘူးအဘိုးရဲ့ဘွားလည်းတနာပါတယ်တနာကြပါရှင်ဟောဘိုးရဲ့ချစ်တဲ့ပရိသတ်တွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်အဘိုးတို့ဒီလိုမျိုးအများများလေးဖြူနိုင်ဖို့အတွက်ကိုယ်ကိုဟိုပွဲခေါ်ပေးကြတယ်ချစ်ခင်ပေးကြတဲ့ပွဲစီစဉ်သူတွေလည်းကျေးဇူးတင်ပါတယ်ပွဲခေါ်တဲ့လူတွေလို့လည်းကျေးဇူးတင်ပါတယ်အားလုံးရဲ့အတူပါခုနှစ်သားသမီးရဲ့အတူပါပရိသတ်ရလည်းအားပေးလို့ကိုဒီလိုမျိုးမများလှူနိုင်တာပေါ့နော်အဲ့တော့ပရိသတ်အတူလို့ပဲသတ်မှတ်ပါလို့ဓာတ်ခေါ်ပါ